ယသိရာဘလို့ပုံကိုမျိုးတွေလေပေါ့သူတို့ဘလို့ကြည့်ခင်နေကိုကြင်ကြရလေပြီးတော့ယသိဝင့်မဲ့လူတွေကဘလို့တွေဝေ့ရတာလေယသိရာသာသနာကိုဒုက္ခပေးနေတဲ့ပုံကိုတွေဆိုတာတကယ်ရောဟုတ်ရဲ့လားကျေးဇူးလို့ပြောရတယ်ကျွန်တော်ဗုဒ္ဓဘာသာမှာဆိုဘာအရင်ဆုံးမြင်ပြီလဲဆိုတော့အားလုံးကသူမေတ္တာရှင်ရဲ့တေးဘွားမှာမြတ်စွာဘုရားရှင်ကိုရမေကြီးပါရမီဖြည့်ခဲ့တာတွေဖျားဆုပန်ခဲ့တာတွေကိုပြန်ပြီးတော့မြင်အောင်မိမှာသိကြပါတယ်အဲ့တော့ကျွန်တော်ယသိနဲ့ပတ်သက်ပြီးတော့စပြီးပြောပြပါတော့မယ်ယသိဆိုတာပပိစ္ဆာ၄မျိုးတွေမှာ တစ်မျိုးပါဝင်ဖြစ်ပါတယ်ပပိစာ၄မျိုးကပါတယ်ဘိက္ခုပပိစာဆိုတဲ့ယဟန်ပြုခြင်းတာမဏိယပပိစာဆိုတဲ့တာမဏိပြုခြင်းအီတိပပိစာဆိုတဲ့ ယတိပြုခြင်းပရိဘာဇကပပိစာဆိုတဲ့ပရဘိုက်ပြုခြင်းနေဖြစ်ပါတယ်ခင်ဗျာယတိကိုတာပတရောဇတိလာရောလို့လည်းခေါ်ကြပါတယ်ယတိဆိုတဲ့စကားလုံးကတော့မြန်မာစကားလုံးဖြစ်ပါတယ်ယခုအချိန်ကာလမှာဗုဒ္ဓဘာသာတာသနာတော်ကြီးကနေလိုလာလို့ထုံးတောင်းနေတဲ့အချိန်ဖြစ်တဲ့အခါကျတော့ယတိဆိုတဲ့အရာကတိမ်မြုပ်ပြောက်ွယ်လို့ဖြစ်သွားခဲ့ပါတယ်တကယ်တော့တာသနာပကာလတွေမှာယတိဆိုတဲ့ပုံကိုယ်တွေကအများသူငါတွေရဲ့တကယ်ကိုလေးစားခံအကြည်ညိုခံပုံကိုယ်တွေဖြစ်ခဲ့ပါတယ်လမ်းပြခဲ့တဲ့ပုံကိုယ်တွေဆိုလို့ရှိရင်မမားပါဘူးခင်ဗျာတကယ်သူတော်စီသူတော်မြတ်ကြီးဖြစ်ပါတယ်အဲဒီကာလတွေမှာဆိုလို့ရှိရင်ယတိ ေရာတကိုးရှင်တွေမဟိတိရှင်တွေတိဋ္ဌိရှင်တွေဇန်ဘိညာရရဲ့ပုံကိုယ်တွေကိုပေါင်းမြောက်ခဲ့တာတွေကိုကျွန်တော်စာပေကျမ်းငယ်တွေမှာလေ့လာရပါတယ်။မြတ်စွာဘုရားရှင်ကိုရမေကြီးမဖြစ်ခင်ပါရမီဖြစ်ခဲ့တဲ့ကာလတော်တော်များများကိုကြည့်မယ်ဆိုလို့ရှင်လေသာသနာ့ပကာလတွေမှာအမြင့်မြတ်ဆုံးသူတော်စင်အဆင့်ဖြစ်တဲ့တသိပြုခြင်းနဲ့ပဲမြတ်စွာဘုရားပါရမီတော်တွေကိုဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ပြည့်စုံကြတည်ခဲ့ရဖြစ်ပါတယ်။ ကျွန်တော်တို့ ਨੇ အရန်မကွာသေးတဲ့ကာလတစ်ခုမှာဆိုလို့ရှိရင်လေရတေးဥခန်ကြီးကိုအားလုံးပြီးမှာပါဒီရတေးဥခန်ကြီးရဲ့ထူးခြားပုံတွေအန်အောစရာကောင်းလောက်အောင်ပီလာနဲ့ပြည့်စုံပုံတွေတမားရီနဲ့ပြည့်စုံပုံတွေတကိုးအိတ်ကြီးဖက်တွေရှိပုံတွေကိုဝါချက်မင်းကြောင်ဆရာတော်ဖြာကြီးကိုယ်တိုင်ကစာပေကျမ်းငယ်နဲ့ပြုစုခဲ့တဲ့တမားရလည်းထောက်ထားအတိအကျရှိနေပါတယ်အဲ့တော့ဟုတ်ပြီဗျအဲ့တော့သာသနာ့ဘကာလမှာရတေးပြူတာတော့တိတ်တော့ပြဿနာမရှိဘူးအဲ့တော့သာသနာ့ပွင့်ပြီးတဲ့ကာလနောက်ပိုင်းမှာရတေးပြူတဲ့လူတွေကဘယ်လိုလူတွေဖြစ်မလဲဘာကြောင့်ဒီလိုသာသနာ့ပွင့်ပြီးတဲ့ကာလမှာဘုန်းကြီးမှုဝယ်ပေးနေရတေးပြူကြရလဲဆိုတော့မိကုန်းလေးတစ်ခုကလည်းရှိနေပြန်တယ်ဗျ တကယ်တော့ယတိပြုကြတဲ့လူတော်တော်များများရဲ့ရည်ရွယ်ချက်ကမြတ်စွာဘုရားရှင်ကိုရုံးမြည်ကြီးသူ့မိသားရှင်အသေးဘဝမှာ တတိပြုခဲ့ပုံတွေပြီးတော့ဖရာရဲ့စိတ်သက်ခိုင်မာပုံတွေအတိတ်တန်နဲ့ကျင့်စဉ်ခိုင်မာပုံတွေကိုတာရကထားပြီးတော့ဖရာလောက်စိတ်သက်နဲ့ယတိပြုကြတဲ့လူတွေကအများကြီးရှိကြပါတယ်အခြားယတိပြုကြတဲ့လူအများစုကလည်းယဟန်ဘောကဝင်းကြီးတော်တွေကိုပြန်ပြီးတော့လိလာဖို့အဲယဟန်ဘောကဝင်းကြီးတွေကလည်းပြီးတဲ့အချိန်ပဲ220ခုနှစ်သွဲဝင်းကြီးတိတ်ခါပုတ်တွေအပြင်အကျယ်ချဲ့လိုက်မယ်ဆိုလို့ရှိရင်ဂရေ900နီးပါးရှိတာဟုတ်ဒီတိတ်ခါပုတ်တွေကိုပြန်ပြီးလိလာဖို့အချိန်မပေးချင်တော့တာရဲ့မနိုင်နှင်းမှာဖြစ်မှာဆိုလို့ရင်ဒီလိုယဟန်မပြုတ်တော့ဘဲနဲ့ယတိဘောကိုပဲရွေးချယ်လိုက်တဲ့လူတွေလည်းအများကြီးရှိပါတယ်ကမ္မထမ်းအာယုံတစ်ခုခုကို စူးစမ်းပြီးကြင်ညာအားထုတ်မယ်တောရစောင့်တည်မယ်မေတ္တာတရားကိုအခြေခံမယ်ဒီလိုကျင့်စဉ်နေနေပဲရတိဘဝနဲ့ရိုးထုတ်သွားကြတဲ့သူတော်စင်တွေလည်းအများကြီးရှိပါတယ်သာဝေကျမ်းဂန်ထဲမှာတော့ရေပူရအဖြစ်ယတိရှိမျိုးရှိရလို့ကျွန်တော်တို့ရှာဖို့တွေ့ရှိထားပါတယ်။ဒီအကြောင်းအရာတွေရောတိလက်ခံအထကထာအမထတုတ်အဖွင့်မှာတွားပြီးတော့လေ့လာကြရပါတယ်။ယတိရှိမျိုးတွေမှာမှာအញ្ញံဆုံးယတိအကြောင်းကျွန်တော်ပြောရမယ်ဆိုလို့ရှင်တပ်ပုဒ္ဒပရိယယတိဖြစ်ပါတယ်ခင်ဗျာ။ ူကတော့ရသေးဝင်းနဲ့ကြင်ကြံအာထုံမှုတော့လုပ်တယ်။သို့တော်ညာလည်းတားနဲ့မယားနဲ့အိမ်တော်နဲ့စီးပွားနဲ့အဲဒီလိုရသေးအမျိုးအစားဖြစ်ပါတယ်။ရရှင်လက်တက်ကဒီရသေးမျိုးနွယ်ကိုကေနီးယားရသေးမျိုးနွယ်တွေလည်းခေါ်ကြတယ်။သူတို့တွေကမင်းဗန်နာကိုလည်းအခွန်ဆောင်ကြတယ်။ပြီးတော့သူကလေယာဉ်ကြီးနဲ့လုပ်ကြတယ်။တားနဲ့မယားနဲ့အိမ်နဲ့တိုင်နဲ့အေးစစ်စစ်နေတယ်။ပြီးတော့သူကစီးပွားလည်းရှာတယ်၊တရားလည်းအာထုံကြတယ်၊ရသေးဝင်းနဲ့လည်းနေကြတယ်။ဒီလိုရသေးအမျိုးအစားဖြစ်ပါတယ်။နေခင်းဘက်မှာဆိုလို့ရှိရင်သူကဖန်ရီစိုးနဲ့တင်ကန်းကိုဝတ်ဆင်ကြတယ်။ညဘက်မှာဆိုလို့ရှိရင်တားနဲ့မယားနဲ့နေထိုင်ကြပါတယ်။ဒုတိယမျိုးအစားကတော့အုံစာစရိယရသေးအမျိုးအစားဖြစ်ပါတယ်။ ူကတော့ဒီလိုသားရင်မရရင်နဲ့နေရာမျိုးမဟုတ်ဘူးကိုရိုင်းလည်းလဲမလုပ်ဘူးသူကဒီလိုကိုရိုင်းလဲလုပ်ရတာပေမန်းဆင်းရဲတယ်ဆိုပြီးတော့သူကယူဆပြီးတော့ကျင့်ကြံအားထုတ်မှုကိုဦးစားပေးပြီးတော့သူကဘာလုပ်လဲဆိုတော့ဒီနံဖြစ်ထိုးမဲ့အချိန်တွေမှာတနင်းတွေကိုလှည့်ပြီးတော့သူကစံတွေပဲတွေကိုလိုက်ပြီးတော့အလူခံပြီးတော့မှသူ့အိမ်မှာသူ့ဘာသူချက်ပြုတ်စားတောက်တဲ့တပည့်အမျိုးသားဖြစ်ပါတယ် တတိယယတိအမျိုးအစားတော့အနက်ကိပက်ကိကာဆိုတဲ့ယတိအမျိုးအစားဖြစ်ပါတယ်။သူကကြတော့အလူတော့အလူခံတယ်။သို့တော်ညာလေသူကကိုယ်တိုင်ချက်ပြုတ်စားတော့တာမလုပ်ဘူး။သူကမီးကိုရှောင်နေပေါ့နော်။မီးကိုလုံးဝမသုံးမဲနဲ့သူကဒီကောက်ပဲတိနိုင်တယ်ကိုဒီတိုင်းစားတဲ့ယတိအမျိုးအစားဖြစ်ပါတယ်။သူကဒီချက်စားရတာအလုတ်ဆုတ်တယ်လို့ယူစားတဲ့ယတိအမျိုးအစားဖြစ်တယ်။ပြီးတော့သူကကြင်ကြံအာထုံမှုလုပ်ပါတယ်။ နံပါတ်၄မျိုးစားတော့အတာမပက်ကိကာဆိုတဲ့ယတိမျိုးစားဖြစ်ပါတယ်။သူကကိုရိုင်းတော့ချက်မစားဘူး။သူများချက်ပြီးသားကိုသူကအလူခံပြီးတော့စားတောက်ပြီးတော့ကျင့်ကြံအထုံးမလုပ်တဲ့ယတိဖြစ်ပါတယ်။ဘာနဲ့လားတဲ့အတူလဲဆိုတော့ဇာရောတန်ကားတော်ဒီသုံးခံကြွားတဲ့ပုံစံမျိုးနဲ့လားတဲ့အတူပါတယ်။နံပါတ်၅မြောက်ယတိကတော့အတ္တမမုဋ္ဌိကာဆိုတဲ့ယတိမျိုးစားဖြစ်ပါတယ်။သူကြတော့အလူလဲခံမစားဘူး။ကိုယ့်ဘာကိုလဲချက်မစားဘူး။ဒီလိုလောက်ရတာပင်မနဲ့လို့သူကယူဆပြီးတော့တော်တဲ့တောင်တွေတွားပြီးတော့တစ်ပင်နေမှာရှိတဲ့တစ်ခေါက်တွေကိုသူကဒီတစ်ခေါက်ခွာလို့ရတဲ့အကြောက်လက်နဲ့ပစ္စည်းကိုအသုံးပြုပြီးတော့တစ်ခေါက်တွေခွာထားပြီးတော့မှကျင့်ကြံအထုံးမလုပ်တဲ့ယတိ မျိုးစားဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ဒန်တာဝက်ကလိကဆိုတဲ့ရေတိအမျိုးစားဖြစ်ပါတယ်။သူကြားပြန်တော့လေကြောက်လက်နဲ့ပစ္စည်းတွေတည်သွားရတာဒီတစ်ခေါက်လေးခွာဖို့အတွက်ကိုကြောက်တုံးတွေလိုက်ရှာရတာအလုတ်ရှုပ်တယ်လို့ယူဆပြီးတော့သူကိုပိုင်ရှိတဲ့သွားနယ်ပဲဒီတစ်ခေါက်လေးကိုခွာစားပြီးတော့မှကျင့်ကြံအားထုတ်မှုလုပ်တယ်ရေတိအမျိုးစားဖြစ်ပါတယ်။နံပါတ်9မြောက်ရေတိကတော့အဝတ္တဖလာဘောဇနာဆိုတဲ့ရေတိအမျိုးစားဖြစ်ပါတယ်။သူကအလိုလျောက်ကြွေကြတဲ့တတိတွေကိုလည်းစားတယ်။ပြီးတော့မကြွေသေးတဲ့တတိတွေကိုလည်းသူကခဲလုံးတွေကြောက်ခဲတွေတစ်ချောင်းတွေနဲ့လှမ်းပြစ်ပြီးတော့မှကြွေအောင်လုပ်ပြီးတော့မှကြလာတဲ့တတိတွေကိုစားပြီးတော့မှကျင့်ကြံအားထုတ်တယ်ရေတိအမျိုးစားဖြစ်ပါတယ်။နံပါတ် စ်မြောက်နဲ့နောက်ဆုံးရတိရတော့ပန်တုပလာတိကာဆိုတဲ့ရတိအမျိုးအစားဖြစ်ပါတယ်။လူကြပြန်တော့လေဒီအသီးလေးစားဖို့အတွက်ကိုခဲလုံးနေနဲ့လှမ်းပြရတာ၊လုတ်နေနဲ့လှမ်းပြရတာကိုအလုတ်ရှုပ်တယ်လို့ယူဆပြီးတော့သူ့အနီးနားမှာပဲကြွေကြတဲ့တစ်သီးတွေသူ့ဘာသူရင်းလို့မှဲ့လို့ကြွေလာတဲ့အသီးလေးတွေပဲသူကကောက်ပြီးတော့စားတောက်ပြီးတော့သူကကျင့်ညာအထုတ်တဲ့ရတိအမျိုးအစားဖြစ်ပါတယ်။ဘလို့ဆိုရတိရှင်မျိုးကြောင့်နားရှင်းလွယ်ပြီးလို့ကျွန်တော်ပြောနေပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးရတိအမျိုးအစားကိုကျွန်တော်တို့နောက်ထပ်၃မျိုးထပ်ပြီးတော့ခွဲလို့ရပါလိမ့်မယ်။တာကြီးရတိအမျိုးအစားကတော့ခံရအနေပထတော်ပဲနဲ့သူ့လက်တကမ်းမှာပဲကြွေကြနေတဲ့သူ့ဘာသူမှဲ့လို့ကြွေလာတဲ့ အသီးတွေကိုပဲသူကဖုံးပေးတဲ့ဒီသိမျိုးစားဖြစ်ပါတယ် ်ခါခွေးရသည့်အမျိုးအစားတော့သူထိုင်ပြီးတော့အားထုတ်နေတဲ့အပင်တစ်ပင်ကိုပဲသူကမှီတီးပြီးတော့ဒီအပင်နဲ့ပတ်သက်တဲ့အသီးနှံတွေတိတိတိရတွေကိုပဲဖုံးပြီးတုံးဆောင်နေရသည့်အမျိုးအစားဖြစ်ပါတယ်။ခါငယ်ရသည့်အမျိုးအစားတော့သူကအပင်မျိုးရှောက်ချသေးတယ်။အဲဒီအပင်တွေကမှကြွေကျနေတဲ့အသီးနှံတွေကိုလိုက်ကောက်ပြီးတော့တုံးဆောင်နေရသည့်အမျိုးအစားဖြစ်ပါတယ်။ရသည့်ဆိုတဲ့မျိုးနွယ်တွေကသူတို့ကအမျိုးလေးပါးနဲ့တောထွက်ခဲ့ကြတဲ့ပုံကိုဖြစ်ပါအမျိုးလေးပါးဘာတွေလဲဆိုတော့နံပါတ်1ကတော့ခတိယလို့ခေါ်တဲ့မင်းမျိုးမျိုးနွယ်တွေပြီးတော့ဂျမနလို့ခေါ်တဲ့မြင့်မြတ်တဲ့ပုံနာမျိုးနွယ်တွေပြီးတော့ဝိတ္တလို့ခေါ်တဲ့ကုံတိန်မျိုးနွယ်တွေနောက်ဆုံးကတော့တုတ်တလို့ခေါ်တဲ့သူစင်းရဲ ိုးနွယ်တွေဖြစ်ကြပါတယ်။ယသိယဟန်နေရာဒီအမျိုးလေးမျိုးကနေပဲသူတို့ရဲ့ပိုင်ဆိုင်မှုတွေမိသားစုတွေစီးစိမ်တွေအုပ်စာတွေအလောက်ကိုင်းတွေအားလုံးကိုစွန့်ပယ်ပြီးတော့မှတောထွက်ပြီးတော့သမထကျင့်စဉ်တွေကိုကျင့်ကြံအားထုတ်ကြတယ်သူတော်စင်သူတော်ညက်တွေဖြစ်ကြပါတယ်။အဲဆိုဆက်ပြီးတော့ယသိဝန်ကြီးလေးကိုနည်းနည်းပြောကြကြည့်အောင်။ယသိကဘလို့ဝတ်ရတာသူ့ရဲ့ဆောင်းရံရှောင်းနေရာဘာတွေလဲ။ယသိကဘလို့တီလာတွေကိုထိမ့်သိမ်းရလဲဆိုတာလေကျွန်တော်နည်းနည်းပြောပြပါအောင်။ကျေတိဝတ်တော့မယ်ဆိုလို့ရှိရင်အနည်းဆုံး5ပါ8ပါ9ပါ10ပါဆိုတဲ့တိလာတွေကိုရအောင်ထိန်းရပါ အဲ့လိုတီလထိန်းတဲ့နေရာမှာမှာ၉ပါးနဲ့၁၀ပါးတီလအောင်နိုင်အောင်ထိန်းနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီယတိကိုကျွန်တော်တို့ကအရိယာယတိလို့လည်းခေါ်လို့ရတယ်။ဒုတိယမဟုတ်သမုဒိတန်ကားလို့လည်းကျွန်တော်တို့ကသုံးလုံးလို့ရပါတယ်။အဲ့ဒီမှာ question လေးတစ်ခုရှိတာယတိတွေကသင်္ကန်းဝင်လို့ရလားဆိုတဲ့ question လေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဆက်ပြီးပြောပြပါအောင်။ယတိတွေကသင်္ကန်းတောင်းရပါတယ်။ဘယ်သူစီကတောင်းရတာလဲဆိုတော့ဇာရုံတန်ကားလို့စီကနေသင်္ကန်းတောင်းရတာဖြစ်ပါတယ်။အနည်းဆုံးတန်ကား၅ပါး၃ပါးတစ်ပါးစီကနေပြီးတော့မှသင်္ကန်းကိုတောင်းရပါတယ်။သင်္ကန်းတောင်းတဲ့ချိန်မှာလည်းခုနလိုတီလတွေကိုထိန်းရတယ်။ပြီးတော့အဋိဋ္ဌံတွေကိုပြင်းပြင်းထန်ထန်သင်ရပါတယ်။ဒီအဋိဋ္ဌံတွေတီလတွေကိုထိန်းနိုင်ပြီဆိုတော့မှဒီသင်္ကန်းကိုဝိယုံဝင်ရှိပါတယ်။ ဒါအပြင်ရသေးတွေကတင်ခိရဖို့85ပါးတွေရမှာကိုရိုင်းမကက်ပဲနဲ့စားတောက်ခြင်းမပင့်မဲနဲ့သွားလာရင်ကိုရိုင်းတစ်ပင်တစ်ခတ်တွေကိုခုတ်လုတ်ခြင်းအစားအစာတွေကိုချက်ပြုတ်စားတောက်ခြင်းဒီလေးချက်ကလွယ်ပြီးကျန်တဲ့တိခါပုတ်တွေကိုသူတို့ရအောင်ထိန်းရပါတယ်။ဘာလို့ဒီလေးချက်ကိုချွင်းချက်ရှောင်တာလဲဆိုတော့စဉ်းစားကြည့်လေသာသနာအတွင်းကာလမှာဘုန်းကြီးယဟန်တပါးကိုပဲစွန့်ကပ်မလားရသေးကိုစွန့်ကပ်မလားရွေးချယ်ရမယ်ဆိုလို့ရှိရင်ဘယ်သူမှရသေးကိုစွန့်ကပ်မှာမဟုတ်ဘူး။အဲ့တော့ရသေးတွေကစွန့်ကုန်းကိစ္စလည်းခက်ခဲကြတဲ့လိုမျိုးကြောင်းတင်ငယ်ကိစ္စလည်းအင်မတန်ခက်ခဲကြတယ်။ဒီဘက်ကိကာလမှာဆိုပိုဆိုးတာပေါ့ဗျာ။လူလိန်လူကောက်တွေပြီးတော့အရေးချုံတဲ့လူတွေများလာတဲ့ ခါကျတော့တကယ်ကြည်ညာအထုတ်တဲ့ယတိတွေမှာပို့ပြီးတော့အခက်တွေ့ရအောင် ယတိတွေကဇာတော်တန်ဃာတွေလောက်ဝင်းကြီးမထိနိုင်တော့ညာလေသူတို့နိုင်တဲ့လောက်ဝင်းကြီးတိတ်ခါပုတ်လေးနဲ့သူတို့နိုင်တဲ့လောက်တီလာလေးတွေကိုသူတို့ကြိုးစားကျင့်ကြံပြီးတော့မှညာတော်အဖြစ်လူသူလေးပါကျင့်စင်ကြတယ်တော်ရီတောင်တွေထဲမှာသူတို့ကမြစ်တာကမထန်းတွေပွားများအားထုတ်ပြီးတော့တမထကျင့်စဉ်ကိုကြိုးစားကျင့်ကြံအားထုတ်ကြတယ်တချို့သောယတိတွေကလည်းဘုရားသနာကျင့်စဉ်ကိုကြိုးစားကျင့်ကြံအားထုတ်ကြပါတယ်အဲ့လိုတော်ရီတောင်တွေထဲမှာသူတို့ကကျင့်ကြံအားထုတ်ရတဲ့အခါကျတော့အများသူငါရဲ့အသွေးသားတွေဖြစ်တဲ့အသားစားခြင်းကိုလည်းသူတို့ကပယ်ရပါတယ်ညာတော်အဖြစ်ယတိတွေကတိတိတိဖူးလောက်ကိုပဲစားကြတယ်တက်တက်လို့စားကြတဲ့ပုံကိုညာကြပါတယ်တချို့ဒိဋ္ဌိအရန်ပြင်းကြတဲ့ယတိတွေကြပြန်တော့လေတဲတွေကိုလက်ကနေတုတ်ကင် င်ပြီးတော့တစ္ဆာဆိုပြီးတော့ထိတ်တန့်ပြုကြတဲ့ပုံစံရှိကြပါတယ်။ဂင်္ဂါဝါစုတဲဆုမကပွင့်တော်မူပြီးတော့မြတ်စွာဘုရားရှင်အဆုစုတို့ဟာတိုင်တိုင်တစ္ဆာဆိုပါဗျာပြီးတော့ဒီဤဘဝဤခန္ဓာတွင်ယတိဘဝမှလုံးဝမစွန့်လို့တော့ပဲနဲ့ဤတရားမြောက်ရအောင်ကြိုးစားကြည့်နေအားထုတ်ပါမည်။ဤတိလများဤသိက္ခာပုံများကိုရအောင်ထိမ့်သိမ့်ပါမည်ဆိုပြီးတော့တို့ကတစ္ဆာဆိုပြီးကြင်ညာလာပြီ။အဲဒါကြောင့်ယတိမြင်နိုင်ကျွန်တော်တို့ကသွားပြီးတော့ကဲ့ရဲ့လို့မရအောင်ပါ။ဘာလို့တချို့ယတိတွေရဲ့ဘလို့ကြင်ညာအားထုတ်နေတယ်ဘလို့တိလတွေကိုထိမ့်နေဆိုတော့ကျွန်တော်တို့မသိနိုင်ဘူး။အပေါ်ရင်သွားကြည့်လို့လည်းမရနိုင်ပါဘူး။ယတိဝတ်တဲ့လူတွေရဲ့ရည်ရွယ်ချက်အများစုကလည်းသိက္ခာပုံတွေကိုတို့မထိမ့်နိုင်ပါရဲ့မတိနိုင်ပါရဲ့။ကြာ ောင့်တို့နိုင်တဲ့လောက်သိခါလေးတွေကိုရအောင်ထိန်းပြီးတော့သာသနာအကျိုးအတွက်တို့တရားအထုတ်ခြင်းနဲ့စိတ်ဆန္ဒပြင်ပြမှုတွေအတွက်တရားတင်ပြီးတော့ခန္ဓာစွန့်ထားကြရဖို့ဖြစ်ပါတယ်။ဒီလောက်ဆိုရင်ယတိနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေတော်တော်လေးကိုတီးမိခောက်မိရှိပြီလို့ကျွန်တော်ယူဆပါတယ်။တချို့သောပုံကိုယ်တွေကယတိတွေကသာသနာဖြတ်တဲ့ပုံကိုယ်တွေလို့ပြောကြတယ်။ဒီအကြောင်းအရာလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပါဦး။ သာသနာပမှာယသိတွေပေါ်လာတော့ကိစ္စမရှိပါဘူးသာသနာပွင့်ပြီးတဲ့ကာလမှာယသိပေါ်လာတယ်ယသိပြုတဲ့လူတွေများလာတဲ့ခါကျတော့ဘာဖြစ်နိုင်ကြီးများလဲဆိုတော့ယဟန်ပြုတဲ့လူနေသွားပြီယသိပြုတဲ့လူများသွားနိုင်ပါဘုရားရှင်ရဲ့သားတော်တွေဖြစ်တဲ့တန်ဃာတော်တွေကညော့နေသွားတဲ့ခါသာသနာကထုံးစံနိုင်ပြီပွေသွားတတ်ပါတယ်ယသိတွေကကျတော့သူတို့အကျင့်ဉာဏ်အထုံးမှုပဲဦးစားပေးကြတဲ့ပုံစံတွေဖြစ်တယ်တန်ဃာတော်တွေမှာတော့သာသနာရဲ့စီကံတိုင်းပြည့်တဲ့အတိုင်းပဲပရိယပရိပတ်ပရိဝေဒဆိုတဲ့သိမြင့်နေရာရှိတဲ့ခါကျတော့သာသနာပြန်ပွားရေးတော့လေသူတို့ကစူးစမ်းကြရတယ်အဲ့တော့ယသိနဲ့တန်ဃာတော်နဲ့ကွာခြားချက်တွေကအများကြီးရှိပါတယ်အဲ့ဒါကြောင့်ယသိတွေကသာသနာကိုအနေပြုမဲ့လူတွေ တွေလို့တချို့ကလည်းယူဆကြပါတယ်တကယ်တော့ယသိတွေကတော့သူတို့ကသူတို့နေကြတဲ့ပုံကိုဖြစ်ပါတယ်ပြီးတော့တချို့ယူဆချက်တွေမှာလည်းမျက်စောဘုရားရဲ့အကောင်းဆုံးလမ်းကြောင်းတစ်ခုရှိနေပြီးတော့မှဘုရားရဲ့သာသနာတော်တွေတန်ခါယသနာရှိနေပြီးတော့မှဒီယသိတွေမလိုအပ်တော့ဘူးလို့ယူဆတဲ့ပုံကိုလည်းရှိပါတယ်တကယ်တော့ယသိကိုကျွန်တော်တို့ပြန်ပြောင်းပြီးတော့မြင်ကြည့်ရမယ့်အမြင်လေးဖြစ်ရှိတယ်သူတို့ရုပ်ရှင်ဝတ်စုံလေးနဲ့သူ့ဘာသူတရားအထုတ်နေတဲ့လူတွေလို့ပဲမြင်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခုနကလိုမျိုးအတ္တစိတ်တွေကျင်းသွားမယ်လို့ကျွန်တော်ပြောနေမှာဟုတ်ဆိုသူတို့လည်းသူတို့အလုပ်ကိုအကောင်းဆုံးလုပ်နေတာဖြစ်တယ်လို့တစ်ဖက်ကတန်ခါတွေကလည်းတန်ခါတော်တွေရဲ့အလုပ်ကိုအကောင်းဆုံးလုပ်နေတာဖြစ်ပါတယ်အဲ့တော့လမ်းကြောင်းမတူတာကိုကျွန်တော်တို့ကတန်းသွားကြည့်လို့တော့မရနိုင်ပါဘူး ောင်ယတိနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောနေဒီပါရမီဖြည့်စင်ကာလကရှင်မဟာမောကလန်ရဲ့ဖြစ်ရတဲ့ခုကျွန်တော်ဒုဒုတာအနေနဲ့ဆက်ပြီးသွားပါမယ် ။ဟိုးရှိရှိတော့ကဘာနေပြည်ကြီးမှာကင်မရာမင်းကြီးကအုပ်ဆိုးခဲ့ပါတယ်။အဲဒီမှာမြက်စွာပြရှင်ကိုရိုမင်းကြီးကတရဟဘင်ကဆိုတဲ့အမည်နဲ့ရစ်တိအကြီးဖြစ်ခဲ့ပါတယ်။သူ့မှာတပည့်သပန်းတွေလည်းအများကြီးရှိခဲ့တာပေါ့။တနေ့သောအခါမှာသူကသူ့ရဲ့တပည့်သပန်းတွေအရင်များလာတဲ့ခါကျတော့တပည့်သပန်းတွေကိုနေရာခွဲချလိုက်ပါတယ်။နေရာဌာနအသီးသီးမှာသွားပြီးတော့တရားအထုတ်ဖို့ညွှန်ကြားခဲ့ပါတယ်။အဲဒီတပည့်တွေထဲမှာမှတပည့်တစ်ပါးဖြစ်တဲ့ရှင်မာမောက်ကလန်လောင်းလျာကြီးဖြစ်တဲ့ရှင်ကိတ္တဝုဆရတိကြီးကဒနကီမင်းရဲ့တိုင်းပြည်ဖြစ်တဲ့ကုံမဝရီမြို့မှာစစ်သူကြီးတစ်ပါးကိုအမိပြုတ်ပြီးတော့သူကမင်းဥယျာဉ်မှာတရင်တုံးတော်မူခဲ့ပါတယ်။သူ့ဘာသူတရားအထုတ်နေ င်းနေရပါဘူးเนาะပြောမယ်ဆိုဒီနေ့မှာဒနကီမင်းရသူမြောက်စားထားတဲ့ဒေသာမကိုမင်းပြင်းမင်းနဲ့ပေးလိုက်ပြီးတော့ယာရုကနေထုတ်ပေးလိုက်ဒေသာမကလည်းစိတ်ပြတ်ဝမ်းနည်းစွာနဲ့ပဲယာရုကြလာခဲ့ပြီးတော့ဒီမင်းဥယျာဉ်နဲ့ရောက်လာခဲ့ ေါ့နော်အဲ့ဒီချိန်မှာလေ तू ကဒေါ်လာခွင့်နေတဲ့အခန်းရင်စိတ်ပြတ်ဝမ်းနည်းနေတဲ့အခန်းရင်နဲ့ရှင်မာမောက်ကလန်လောင်းလျာကြီးဖြစ်တဲ့ရသေးကြီးကိုလှမ်းနေလိုက်အဲ့ဒီရသေးကြီးကိုမြင်တော့သူ့စိတ်ထဲမှာဒေါ်လာတွေကဘလို့မှထိတ်လို့မရတော့ဘဲနဲ့သူ့ကိုဘာမှလာလုံနေတာမဟုတ်ပဲတရားအထုတ်နေတဲ့ရသေးကြီးပေါ်မှာ तू ကသွားပြီးတော့မဲခဲ့ပါတယ်အဲ့လိုနဲ့ဒီရသေးကြီးကိုသွားပြီးတရွေးနဲ့ခွေးတယ်ခဲတွေနဲ့ထုတ်တယ်လက်ညှိုးထိုးပြီးတော့ तू ကဆဲဆိုခဲ့တယ်ပေါ့နော်အဲ့လိုလှုပ်တဲ့အခါမှာရသေးကြီးကတော့သူ့ကိုဘာမှတုံ့ပြန်ခြင်းမရှိသူ့ဘာသူတရားအထုတ်နေခဲ့ပါတယ်သူ့စိတ်ထဲမှာပေါ့သွားခဲ့တယ်ဒီဒီသာမအဲ့လိုနဲ့သူ့အိမ်သူပြန်သွားတယ်မကြခင်မှာပဲဘယ်ကြီးကဒီပြေဒါသာမအကိုပြန်ပြီးတော့လွမ်းဆွတ်လာတာနဲ့ဖိတ်ခေါ်ပြီးတော့ ့ယာရုစည်းစိမ်တွေပြန်ပေးခဲ့ပါတယ်အဲ့မှာပြည်သူ့အမားရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲဆိုတော့ဩငါဒီရသေးကြီးကိုဒီလိုသွားလုပ်လို့ဒီလိုဖြစ်သွားတာပဲဆိုတော့အတွေးလေးဝင်သွားတယ်ကျွန်တော်လူလူပြောရင်တော့ရေရရခြေလိုက်တာပေါ့နော်ငါဒီလိုရေရရသွားခြေလို့ဒီလိုစိုးတဲ့ဘဝကနေပြန်မြင့်သွားတယ်သူကအယူမားဖြစ်သွားတယ်အဲ့လိုနဲ့တက်တက်ဆန်ဆန်ပဲ main prophet ကြီးတစ်ပါးကလည်းအဲ့လိုပဲမင်းမြင့်မင်းနံတင့်ပြီးတော့ဘေးရဲ့စိတ်ဆိုးခြင်းကိုခံရပြီးတော့သူကယာရုပြုတ်သွားတယ်အဲ့ဒါနဲ့ပြည်သူ့အမားကိုပေါ့နော်အပင်ဘလို့မျိုးဒီယာရုကိုပြင်ယူခဲ့တာလေဘလို့ရေရရကောင်းနေရှိလဲပေးစမ်းပါအောင်ဆိုတဲ့အချိန်မှာအဲ့လိုပဲရေသေးကြီးကိုသွားတဲ့ဒရွေနဲ့သွားထွေးပေါ့ဂဲရီနဲ့ထုဆဲဆိုခြင်းသွားလုပ်ပါဆိုတော့ပြောလိုက်တော့ prophet ကြီးကလည်းအဲ့တိုင်း င်းသွားလို့တိုက်တိုက်ဆိုင်ဆိုင်ပဲအကုသိုလ်ကံအကျိုးပေးလာပြီဆိုတဲ့အခါကျတော့ဒီဘရော့ဟိတ်ကြီးကလည်းသူ့နေရာသူမကြခင်မှာပြင်ပြီးရလာတယ်သူစည်းတိမ်ကြီးပြင်ရလာသူတို့ယုံကြည်မှုကပုံပြီးမြင့်မာလာအဲ့လိုနဲ့တယောက်စားတယောက်စားနဲ့ကျန်တဲ့လူတွေလည်းအဲ့လိုပဲလိုက်လုပ်ကြတာပဲနောက်ဆုံးဘရင်ကြီးကိုယ်တိုင်ကလည်းစစ်ထွက်ခံပြီးမှအစီရင်ကောင်းရေတရာကောင်းတွေတောင်းတဲ့အခါမှာဘရော့ဟိတ်ကြီးတွေကိုယ်တိုင်ကဦးစီးဦးဆောင်ပြုပြီးတော့ဒီရတေကြီးကိုတော့ဒီလိုသွားလုပ်မယ်ဘရင်ကြီးပါဝင်စစ်တီဘိုးပါတွေအားလုံးကဒီလိုသာလုပ်ပြီးတော့စစ်ထွက်မယ်ဆိုလို့ရှိရင်တကယ်ကိုစစ်ကြီးကအောင်းနိုင်မယ်ဆိုပြီးတော့သူတို့ကယူဆချက်တွေပေးခဲ့တယ်ဘရင်ကလည်းယုံကြည်ပြီးတော့အဲ့တန်းသွားလုပ်ခဲ့တယ်ဘရင်ပါဝင်မူကြီးမတ်ရာတွေသူ့ရဲ့နောက် က်လိုက်ဘိုးပါတွေဟိုးစစ်တီသေးသေးလေးတွေအစားပြီးတော့အကုန်လုံးအချွေရံတွေအားလုံးကသူ့ဘာသူတရားထုတ်နေတဲ့ရတိကိုသတွေနဲ့သွားထွေးရတယ်ခဲနေထုဆဲချင်းစူချင်းတွေလောက်ကြတယ်တိုက်ဆိုင်မှုကလည်းတော်တော်ကြီးထွားတယ်အကုသိုလ်ကန်းကလည်းအကျိုးပေးချိန်တန်လာတော့ဒီပရင်တွေသူ့ရဲ့စစ်မှုတန်းတွေအားလုံးကစစ်သွားတိုက်တဲ့အချိန်မှာစစ်ပွဲကြီးကဘာမှတော့မတက်ရပဲအောင်နိုင်မှုတွေရခဲ့တယ်အဲ့လိုနဲ့အောင်မြင်မှုနဲ့သူတို့တိုင်းပြည်ကိုပြန်လာခဲ့သူတို့ပြန်လာတဲ့လမ်းကူးလမ်းမှာမစစ်သူကြီးကအတုံအာနာဖြစ်ပြီးတော့ဟောဆိုသူပင့်လာခဲ့တဲ့ရတိကြီးကိုအဲ့ဒါနဲ့ရတိကြီးကိုသူကလက်အုပ်ချီပြီးတော့ရှင်ရတိကြီးတပည့်တော်တတိုင်းပြည်တော်ကိုသာတောင်းပန်ပါတယ်ဆိုပြီးသူကသူ့အုပ် းချရတဲ့အချိန်မှာရတိကြီးကဘာပြန်မိတ်လဲဆိုတော့စစ်သူကြီးတဲ့ကျွန်ုပ်ကမြေသူအပေါ်မှာစိတ်ဆိုးခြင်းမရှိပါဘူးဘယ်တော့ကြီးညိုပြာကောင်းတဲ့သူတော်ကောင်းစိတ်တယ်လေဗျာနော်အဲ့ဒါနဲ့စစ်သူကြီးကဟိုလက်ကိုလေးချီပြီးတော့ဗောနော်ရတိကြီးဘာဆက်မိတ်အောင်မလဲလို့ငါးထောင်နေအချိန်မှာကျွန်ုပ်ကစိတ်မဆိုးတော်냐လေတဲ့ကျွန်ုပ်ကိုချစ်မြန်လို့တော့အမတ်တရားကိုချစ်မြန်လို့တော့ဒါဒီမဟုတ်တရားဓမ္မကိုဆောင်ရွက်ကြဖို့တော့နဲ့မျက်နှာကောင်နဲ့အပေါင်းညာတော့စိတ်အင်မတန်ဆိုးနေကြပြီအဲ့ဒီခါကျတော့ဒီတိုင်းကြီးက9ရက်တွင်းပြည့်စည်တော့မင်းအတင်တကာကြီးကမိသားစုနဲ့တကွာဒီတိုင်းကြီးကနေ9ရက်တွင်းမှာရှောင်ရှားပါလို့ဆိုပြီးတော့ရတိကြီးကမိတ်ခဲ့ပြီးတော့ပြန်ကြွသွားတယ် စစ်သူကြီးကလည်းဒီစကားကိုကြားတဲ့အချိန်မှာအင်မတန်ကိုတုံ့လုံချောက်ချားသွားပြီးတော့သူ့ရဲ့မိသားစုတွေကိုခေါ်ပြီးတော့ခဏရက်အတွင်းမှာပဲဒီတိုင်းပြန်နေသူကထွက်ပြေးခဲ့တစ်ခါမှလည်းမင်းနေမိဖုရားတွေစစ်တီရဲမှတ်တွေကစစ်ပွဲအောင်ပြီးပြန်လာတဲ့ခါမှာတိုင်းပြည်မှာပျော်ဝဲရှင်မွေးယူတော့ခဏရက်တိတိကိုကျင်းပနေကြတယ်အကုသိုလ်ကံအကျိုးပေးလာပြီနော်လက်တွေကလည်းဒေါသအတော်ထွက်နေကြတယ်အဲ့လိုနဲ့တိုင်းပြည်မှာလူစုံလောက်ပြီးရှိတဲ့အခါကျတော့မှကောင်းမြန်တဲ့လက်တွေကဘာဆလို့လဲဆိုတော့ပထမဆုံးအနေနဲ့ပဲယူမိုးတွေစရွာတယ်ပြီးလည်းပြီးရောနတ်ပန်းမိုးတွေရွာတယ်ဗျအဲ့ဒီအချိန်မှာအောက်ကတိုင်းသူပြည်သားတွေကအော်ငါတို့ရဲ့စစ်ပွဲအောင်နိုင်မှုကြီးကိုလက်တွေကအပြိမ့်မှတ်ပြူပြီးရော တွေကကောင်းကြီးပေးနေပြီဆိုတော့ဝမ်းသာနေကြတယ်ပြီးတော့ဘာတွေဆက်ဖြစ်လာလဲဆိုတော့ပဲမိုးတွေရွာတယ်အသက်ပြာမိုးတွေရွာတယ်ချိန်မိုးတွေငွေမိုးတွေရွာတယ်အဲဒီနောက်မှာတော့နတ်တွေရဲ့လက်ဝတ်ရတနာမိုးတွေချက်ဝတ်တန်စာမိုးတွေရွာလာခဲ့ပါတယ်နတ်ဝတ်နတ်စာတွေပေါ့ဗျာအဲဒါတွေကောင်းရံလေးကြာလာအာတိုင်းလူပြည်သားတွေကလည်းအိမ်ထဲမှာနေတဲ့လူတော်မနေနိုင်တော့ဘဲနဲ့အိမ်ပြင်မှာဖြုတ်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 မိုးတွေရွာနေခါကျအကုန်ထွက်ောက်ကြတာအဲဒီမှာရွှေတွေငွေတွေအာတပိုင်းတစ်နိုင်ဝမ်းသာတယ်အဲ့တော့အမိုးကအောင်မှနေတဲ့လူတယောက်မှမရှိတော့အကုန်လုံးလမ်းပေါ်ရောက်နေအဲ့ဒီချိန်ကြတော့မှနတ်တွေကဘယ်လိုလုပ်လိုက်လဲဆိုတော့အင်မတန်ကိုကြမ်းတမ်းရက်ဆက်လာတဲ့လက်နက်မိုးတွေကိုကောင်းရံနေရွာချခဲ့ကောင်းရံနေဒု တ်တွေဓာတ်တွေလှန်နေရအစီအတိုင်းကျလာတယ်အောက်မှာယေသနာပစ္စည်းတွေကိုအပေးမဲ့ကောင်းနေကြတဲ့လောဘဓာတ်တွေအကုန်လုံးကအပေါ်ကလက်နက်တွေအကုန်လုံးထိခိုက်ပြီးတော့အကုန်လုံးစိုက်ပြီးတော့တည်ချင်းစိုးနဲ့တည်ကုန်ကြတယ်တချို့မတည်ပဲထွက်ပြေးနေတဲ့လူတွေကြပြန်တော့လေဘလို့မိုးတွေထက်ရွာတာခံရလဲဆိုတော့မိကြည်မိုးတွေတောထွက်မိုးတွေပဲမိုးတွေတပြိုင်နဲ့ဆက်ပြီးတော့ရွာတာခံရဒီလိုနဲ့ပဲယူဇနာ60လောက်ဂျေဝန်းနဲ့ကုံမဟိုတွေမျိုးကြီးကပြတ်တုံးသွားတယ် ဒါကတော့ဘာမှမဟုတ်တဲ့ရေတရားလေးတစ်ခုချီရတယ်အောင်မြင်နေဆိုတော့သူတော်ကောင်းကိုပြင်မလိုက်တာနဲ့ငါတို့အစဉ်ပြေတဲ့အောင်မြင်နေဆိုတော့ယူဆချက်နဲ့အပြစ်လောက်ခဲ့အပြစ်သားတွေညီကုန်းပဲဖြစ်ပါတယ်အယူမှားအလွဲမှားအမြင်မှားပေါ့ဒီဖြစ်ပျက်လေးကတော့ဒါပုံမြင်မဟုတ်တဲ့ပြည့်မဲ့ဇလန်လေးတစ်ခုဖြစ်ပါတယ်ဒီဖြစ်ပျက်လေးကိုကျွန်တော်တို့ဘယ်တုတ်တော်မှာသွားပြီးလေ့လာလို့ရလဲဆိုတော့တရဘင်ကဇက်တော်မှာသွားပြီးတော့ကျွန်တော်မိတ်ဆွေတွေသွားပြီးလေ့လာလို့ရပါဘူးဒါတွေဒါတွေကိုကြည့်ချင်းအပြင်ကျွန်တော်တို့တွေကသူများပြောတာနဲ့ပဲဒုလင်းကိုကိုယ့်ရဲ့အထင်လေးတစ်ခုနဲ့ပဲသူ့ဘာသူကောင်းတဲ့လမ်းကြောင်းရှောက်နေတဲ့ပုံကိုယ်တွေပေါ်မှာကျွန်တော်စိတ်နေတော်သွားပြီးတော့အပြစ်မှားတင်ဦးဆိုတဲ့သင်ခန်းစာလေးကိုကြားပါတယ်ချစ်သေး ီတွေမြင်တိုင်းသူတော်စင်တွေမြင်တိုင်းယောဂီဝတ်စုံတဲ့မြင်တိုင်းအဖြူဝတ်ဆက်တဲ့မြင်တိုင်းကျွန်တော်တို့ကလှုပ်ရှားတာပါကွာဆိုတဲ့အကွက်တွေလည်းသွားပြီးတော့စဉ်းစားလို့မရဘူး တချို့တွေကဒီလိုဝတ်စုံတွေဝတ်ဖို့ဒီလိုအကျင့်တွေကျင့်ဖို့တို့ကတီလာတွေတမာတွေပြီးတော့တို့ရဲ့အထိတ်ထန်တွေကိုတို့ကအသက်နဲ့နေပြီးတော့ထိန်းပြီးတော့မှဒီလိုကျင့်စဉ်တွေကိုဒီလိုလမ်းကြောင်းတွေရှောင်နေပုံကိုအများကြီးရှိပါတယ်အဲဒီလိုပဲအရေးချုပ်နေရလဲရှိနေစမြဲဖြစ်ပါတယ်အဲ့တော့ကိုကကိုဉာဏ်ပညာလေးနဲ့သေးသေးရှာလေးခွဲချမ်းစိတ်ပြဖို့တော့လိုပါတယ်အကုန်လုံးတော့ရောပြီးတော့တမာလိုက်လို့ကတော့စမပြေဘူးပေါ့နော်အနေထိုင်ကိုကပါတကယ်စစ်မှန်တဲ့လူကိုကသွားပြီးပြန်မပြီးလိုက်ရင်ကိုတို့လည်းမကောင်းဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေလေဒီစီဇန်လေးကိုတေချာနားထောင်ပြီးတော့ယတိတွေဆိုတာဘယ်လိုပုံကိုနေလဲဆိုတော့တေချာလေးပြည်ပြီးတော့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကျွန်တော်မိတ်ဆွေတွေအခုကျွန်တော် င်းတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုတကယ်သဘောကျတယ်ဆိုလို့ရှိရင် like လေးတွေ share လေးလုပ်ပြီးတော့အားပေးကြပါအောင် comment လေးတွေမှာလည်းကျွန်တော်တို့အကြံပြုချက်လေးရေးပေးကြအောင်ပြီးတော့နောက်ထပ်ဘယ်လိုမျိုးတင်ဆက်မှုလေးတွေဘယ်လိုမျိုးဗီဒီယိုလေးတွေနားထောင်ချင်တယ်ဆိုတာကိုလည်း comment လေးမှာတောင်းဆိုသွားလို့ရပါတယ်ကျွန်တော်တို့ channel လေးတွေလည်း like share subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်